တော်ပြုတ်ခဲ့ဘူးတဲ့ကောင်းမှုကုသိုလ်ကိုလည်းအမှတ်ရထားဒီလိုတမိနှဲ့မူကဘုရားဆောင်ဆောင်ကိုဖွင့်ပြီးတော့ဟဲ့တမိနှဲ့မူဘုရားဆောင်တွေဖွင့်ပြီးတော့ဘုရားဆောင်ရွတ်ဟဲ့အားလုံးပဲမင်္ဂလာပါရှင့်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါဟွန်းဟွန်းအရာထမလူနာတဲထန်စွာညင်ညူရင်းနဲ့အသက်ကိုလူကရှုံနေရတဲ့အတန်ကြားရသူတိုင်းလူနာအစားရွှေမောရပါတယ်လူနာအသက်60ကျော်ခန့်ရှိတဲ့လူကြီးတူဖြစ်ပြီးတော့ဖြူရော့ညီချုံးတွေကအရာထမပလန်အနေထားနဲ့လဲလျောင်းနေပါတယ လူနာရဲ့အနီမှာတော့ဇနီးဖြစ်တဲ့သူနဲ့သားသမီးတွေကဝန်းရံနေတာလူနာကနေရထိုင်ရတတ်တာစေဖို့အတွက်အမျိုးမျိုးပြုစုနေကြပါတယ်လူနာရဲ့အိမ်ပေါ်မှာတော့တတဲမီးရဲ့သူ၄-၅ယောက်ကမိသားစုဝင်တွေသားသမီးမြင့်မြင့်တွေနဲ့ညီသက်စွာနေပြီးတော့တခန်းလုံးပြည့်နေကြပါတယ်ကိုစမက်စိတ်ထဲမှာဖီးယားတရားအယုံပြုထားနော်တော်ပြုခဲ့ဘူးတဲ့ကောင်းမှုကုသိုလ်တွေလည်းအမှန်ရထားဒီလိုသမီးနွဲ့မူကဖီးယားစာစာကိုဖွင့်ပြီးတော့ဟဲ့သမီးနွဲ့မူဖီးယားစာအုပ်တွေဖွင့်ပြီးတော့ဖီးယားစာတွေရော့ဟဲ့ လူနာဦးဆက်မရဲ့ဇနီးတော်ကျူကဇယောက်ျားဖြစ်သူယောက်ျားဖြစ်သူရဲ့အခြေအနေကိုနားလည်သဘောပေါက်ဟန်နဲ့တရားသဘောနဲ့စိတ်ကိုဖြေကာယောက်ျားဖြစ်သူဘဝကိုကောင်းစေဖို့အတွက်သာတတ်နိုင်သမျှစူးစမ်းနေပါတယ်။အဲ့ဒီအချိန်အိမ်ခေါင်မိုးပေါ်မှာငှက်ဆိုးထိုးတန်ကြီးထွက်ပေါ်လာကတရက်ကော်လုံးကခွရီးရလေးတပြိုင်တည်းထကဦးလိုက်တာကြောင့်လူနာအိမ်ပေါ်ကလူတွေအားလုံးအာမေဒိတ်ကိုစီထွက်ကမျက်စိမျက်နှာပြက်ကုန်ကြပါတယ်။ခွေးဦးတန်နေဆုံးတာနဲ့ငကွာမှေးစင်းနေတဲ့လူနာရဲ့မျက်လုံးတွေကရုတ်တရက်ပွင့်လာပါတယ်။ အဲ့ဒီနောက်လဲလျောင်းနေရနေရုတ်တရက်ချထိုင်ကမျက်လုံးတွေကအကြီးကန်းတောင်ကြီးလိုက်ကြည့်နေပါတော့တယ်။အိမ်ပေါ်မှာရှိတဲ့လူတွေအားလုံးရဲ့မျက်နှာကိုရောအိမ်အောင်ဘက်ကလူတွေကိုရောလိုက်ကြည့်ကအိမ်အရှိဘက်ကိုရောက်မှာတော့အကြည့်ရရက်တန်သွားပါတယ်။အိမ်ရှိကိုကြည့်နေရလူနာရဲ့မျက်လုံးတွေကအပြင်းကိုပြုတ်ကြမတက်ဖြူးထွက်လာပြီးတော့မျက်နှာပေါ်မှာထိတ်လန့်ကြောင်ရွံ့နေဟန်နေအထင်းသားထွက်ပေါ်လာပါတယ်။မလိုက်ဘူး။သွားသွားငောင်းလာမခေါနဲ့မလိုက်ဘူး။ကြောက်တယ် အိမ်ရှုကြီးကဝင်ကောင်းတန်ကြီးနဲ့ခြေကလက်ကအော်ဟင်းရင်နဲ့အိယဘွားထပြေးဖို့ရုံးကန်နေရကြောင်းအနီးနားလူတွေကဝိုင်းဝန်းချုပ်ကင်ထိန်ကြရပါတယ်။ဆော့ဆော့ကအားပြုတ်တယ်လို့ဆော့ဆော့ကအားပြုတ်နေတယ်လို့မျက်မျက်သာပြင်နေတဲ့လူနာကလူလေးငါးယောက်ဝိုင်းထိတ်နေရပါတယ်။လူနာကရုံးကန်နေရနေဦးကောင်းနောက်ကိုလမ်းကြကမျက်လုံးပြူးကျက်ကျက်နဲ့အိယထဲမှာပြုတ်ကျသွားပါတယ်။လူနာနောက်ကိုလဲကြခေါင်းရင်းစင်ကဖះညောင်ရီအိုးတလုံးအားလေးတပြိုင်နဲ့လဲကျသွားပါတယ်။ ဲ့ဒီအချိန်လူအများကြီးတွေကဦးဆက်မရဲ့အသက်ခွန်းနဲ့အရွယ်မီးမလေးကဟင်းဟင်းပူပူတီဗီဒီလိုထကအောင်ကိုပါတယ်မိဘတွေကလည်းဟဲ့သမီးမပြောကမဆိုကောင်ဘာလို့ထငုံနေရလဲဒီလိုမှန်မဲလိုက်ပါတယ်ဒါပေမဲ့သူတို့မှန်မဲတယ်မဆုံးသေးခင်ပါပဲဟုတ်တယ်ကိုဆမ်းမဲဆုံးပြီဒီလိုပြောလိုက်တဲ့မိခင်ဒေါ်ကျူရဲ့အတန်ကိုကြားလိုက်ရပါတယ်ကိုဆမ်းမဲရဲ့အဖြစ်ဆိုလိုက်တာအဖေအဖေ တားတော့တမီးတို့ထကြည့်ပါဦးအဖေကိုဝအောင်တော့မပြိုးစွာသေးဘူးတမီးတို့ကိုထခဲ့ပြီလားဒီလိုအဟိငိုရိုးသားများဆူညံသွားပါတယ်အိမ်ထဲမှာငိုတန်များနဲ့အပြိုင်ခွေးတန်ကြီးရဲ့ဦးတန်ကြီးကလည်းပြန်နေထွက်ပေါ်လာကအိမ်ခေါင်မိုးပေါ်ကငှက်မဲကြီးတစ်ကောင်ကတောင်ပန်တစ်ဖြက်ဖြက်ခက်ကဂီးဂီးလို့အော်မီတန်နေပြုတ်နေပါတယ်ပြန်တန်းထွက်ခွာသွားတဲ့နေကိုလည်းကြားလိုက်ရသူတွေကကြားလိုက်ရပါတယ်လူနာမေးသူတွေထံကနေလူတို့ကတင်မင်းခေါ်တန်ကြရီယာဆုံးမဲဆိုတာသိနေပြီ ဆုံးသွားလဲချက်ချင်းပါပဲလားကျုပ်တို့ခမရတို့အလှဲ့တော့ဘယ်တော့ရောက်လာမလဲမသိပါဘူးဒီလိုမှတ်ချက်ချတဲ့နေနဲ့အတူတပြင်းချတဲ့နေထွက်ပေါ်လာပါတယ်ညာ၁၂နာရီတိတိအချိန်မှာတော့လူနာရဲ့အိမ်ကငိုကြွေးတန်နေဖုံးလန်းသွားပြီးတော့စင်မကောင်းပွဲရာအတူပါအိမ်ဖြစ်ကိုပြောင်းလဲသွားပါတယ်ညီမလေးဝေးညီမလေးမချူနောက်ကခေါ်တန်းကြောင့်ချိုချိုပြောင်းလှည့်ကြည့်လိုက်တော့အိမ်ချင်းအိမ်ကျော်အမတယောက်ကိုတွေ့ရပါတယ်ချိုပြောင်းတို့ကဒီရက်ခွက်ထဲပြောင်းလာတာမကြသေးတော့ တိရှိသူခင်မင်းတဲ့သူနဲ့ပါတယ်ဆိုပေမဲ့မနက်ခင်းစေးသွားတိုင်းအိမ်ပဲလှည့်ကြည့်သွားတတ်တဲ့အိမ်ကဒီအမောက်တော့ချုပ်ပြောင်းတတိထားနေမိပါတယ်။အော်အမပါလားဈေးသွားမလို့လား။ဟုတ်တယ်ညီမလေး။အမနဲ့မယားမချစ်စုတဲ့မှတ်ထားအောင်နော်။ဈေးသွားရင်းနဲ့ညီမလေးကိုတွေ့လို့လှမ်းခေါ်လိုက်တာ။မိလည်းမိတ်ဆက်ရင်ပေါ့။အော်တတိလေးလည်းပေးကြလေးလည်းရှိလို့အတော်ဆက်စုမဲ့ပုံပဲ။ချုပ်ပြောင်းရေးစိတ်ထဲမှာတော့မှတ်ချက်ပေးလိုက်ပါတယ်။အဟုတ်ကဲ့အမ။ဘာများတတိပေးကြရှိလို့လဲ။ ိုမချစ်စွားဘေးဘီကိုအကြီးကန်တောင်းမောက်မလုံမလဲဝေးကြည့်လိုက်ပြီးတော့သူမရဲ့အတန်နှိမ့်တာဒါနဲ့ညီမလေးရဲ့သမီးလေးတက်တာသွားပြီလားချိုပြုတ်အံ့ဩတော့ပါလေငါသမီးလေးနေမကောင်းတာသူဘလို့သိနေကြပါလဲမချစ်စွားကိုချိုပြုတ်ကစဝေစွားကြည့်လိုက်ပါလေချိုပြုတ်ရဲ့အမှုရာကိုကြည့်ကမချစ်စွားနားလဲဟန်နဲ့မအံ့ဩပါနဲ့ညီမလေးရဲ့နေတိုင်းညီမလေးတို့လည်းမရခလေးကိုချီပြီးတော့ဟိုဘက်ရက်ကကလားဆရာဝန်ကြီးစေကံမှာတော်တော်ပြနေတာတွေ့လို့ပါ အဲ့ဒီခါမှာချိုပြောင်းစင်ငင်ညူခါနဲ့တက်ပြင်းချိုင်ခေါင်းကိုခိုင်းရင်ကမတက်တာပါအောင်မရဲတနေ့တခြားပိုဆိုးလာလို့ညီမတို့လည်းများလဲခလေးတွေစင်ငင်နေရတယ်ချိုပြောင်းရဲ့ပုံစံကြီးကမချစ်စွာစိတ်မကောင်းဟန်နဲ့အဲ့ဒါဆိုညီမတို့အမတတိပေးစရာရှိရဲ့ညာကြကြရင်တင်မင်းခေါ်တန်းကြိုင်းခလေးကိုဂယုဆိုင်တော့ရှင်အမတင်မင်းခေါ်တန်းဟုတ်လားချိုပြောင်းကအော်ထက်လက်စွာနဲ့မီးလိုက်ပါတယ်နမေရလေးတင်မင်းခေါ်တန်းနဲ့ကြောက်စရာနမေကြီးဟုတ်တယ်ညီမလေး ညီမလေးတို့မိသားစုကတော့ဒီရက်ခွက်ထဲမှာဘာလို့ပြောင်းလာလဲတော့မသိဘူးအမားတို့ရက်ခွက်ထဲကလူတွေကတော့အဲ့ဒီသင်မင်းခေါ်ဆောင်ကြောက်လို့ရက်ခွက်ထဲကပြောင်းပြေးဖို့ပဲစဉ်းစားနေကြတာတချို့ကလည်းပြောင်းပြေးကုန်ကြပြီအမားတို့ကလည်းဒီတစ်ပတ်လည်းပြောင်းတော့မှာမချစ်စုတဲ့စကားတွေကချုပ်ပြောင်းထွက်ထူးဆန်းနေပါတယ်အမရဲ့အမစကားတွေကကျမတို့မထိတ်မလန့်တာရှိလိုက်တာကျမတို့မိသားစုကအခုမှအဆင်ပြေလာလို့မိဘဆရာနဲ့ခွာထက်ပြီးတော့ဒီရက်ခွက်ထဲမှာဈေးတတတလေးနဲ့ရတဲ့အိမ်နဲ့ချန်လေးလာဝယ်ပြီးနေနေရာ အခုအမပြောပုံဆိုပုံနဲ့ဒီရွက်ွက်တဲပြောင်းလာတာမှားတယ်ပေါ့နော်ဘယ်လိုဖြစ်လို့များလဲအဲ့တင်မေခေါ်တန်ဆိုတာရောဘာလဲညီမသိချင်တော့လာလာအမပြောပြမယ်မချစ်စွာချိုပြောရဲ့လက်ကိုခေါ်သွားကလမ်းပေတက်ပြင်တပင်ရဲ့အောင်မှာတင်မေခေါ်တန်အကြောင်းစတင်ပြောပြနေပါတယ်လွန်ခဲ့တဲ့6လခန့်ကဒီရွက်ွက်တဲ့လူကြီးတယောက်ပြောင်းလာခဲ့ပါတယ်အဲ့လူကြီးနဲ့မယဥပ္ပတိုင်းလို့ခေါ်ဆိုပြီးတော့သူ့ရဲ့ပုံတံတားထူးဆန်းနေကဘသူနဲ့မှလည်းအဆက်အသွယ်မလုပ်ပါဘူး စပင်းကလည်းရွှေလျားပုတ်တိုက်မုတ်စိတ်မွေးနှခမ်းမွေးရှိရင်တီတီကြီးနေတဲ့ဥပိုးတိုက်ကိုလည်းရက်ခွက်ထရားဘသူကောင်းမှအခေါ်ပြောမလုံဝန်ကြပါဘူးဒါပေမဲ့ဘလို့ခက်ခက်ကင်းနေကြစီရက်ခွက်ကလူများနဲ့ဥပိုးတိုက်ထိတ်ထိတ်တွေ့ရမယ့်အကြောင်းရင်းပေါ်လာပါတယ်ရက်ခွက်ရဲ့မြောက်ရက်ကျောဘက်မှာရှိတဲ့တင်းချိုင်တွေမှာနေထိုင်တဲ့သူ့ဘရာဆိုင်ဥမတ်ထံညညမှာဥပိုးတိုက်ကတင်းချိုင်တွေရောက်လာပြီးတော့မြေပုံတွေတူးဆော့ကအလောင်းတွေရဲ့ခန္ဓာကိုအပိုင်းစားတချို့ဖြတ်ကျရွှင်ငင်သွားတယ်ဆိုတဲ့သတင်းထွက်လာပါတယ် ဥမတ်ကောင်မလို့ဖို့တားရဲဆိုပေမဲ့မရဘူးလို့ပြောပါတယ်။ဒီခါမှာတော့ရက်ကွက်သားရင်းနဲ့အလောင်းပတ်ရွှေနဲ့ကမခံမရနိုင်ဖြစ်ကဥပိုတိုက်ကိုဒီလိုမလို့ဖို့အတွက်ဝိုင်းဝန်းပြောဆိုကြပါတယ်။ဒါပေမဲ့ဥပိုတိုက်ကခရီးမဆိုင်ပါဘူး။တင်းချိုင်းတွုံအောင်သွားမြဲလာမြဲလူသေးအသက်တွေမြုံနေထားတဲ့အလောင်းတွေကိုဖော်ကားခန္ဓာကိုယ်အစိပ်ပိုင်းတချို့ယူသေးပါပဲ။ရက်ကွက်ကလူရရလဲ။ဥပါတိုက်ကတေဆုံးပြီးသားသူရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုယူကအောင်လဲစိတ်စဉ်ပြုလုပ်နေရဲ့အောင်လဲစရာလည်းဖြစ်ပါတယ်။ ဒီလိုလိုမျိုးရက်ွက်ထဲရှင်ရက်ွက်နာရဲလို့အပြက်တို့ကမောင်းထုတ်လိုက်ကြပါတယ်။ဥဖိုးတိုက်ကလုံအောင်ထွက်မသွားတဲ့အခါမှာတော့တရုတ်ကလုံးစုယုံကဥဖိုးတိုက်ကိုအိမ်ပေါ်တက်ဆွဲချကြတယ်။ဒီခါမှာတော့အိမ်ပေါ်မှာကြောင်မက်ဖွဲကောင်းတဲ့အောင်လင်းအစီရင်တွေကိုမျက်ဝါးထက်ထင်တွေ့မြင်ကြရပြီးတော့လူရီရဲ့ဒေါသပေါ်ပြီးပြင်းထန်လာကဥဖိုးတိုက်ကိုရိုက်ပုတ်မောင်းထုတ်ကြပါတော့တယ်။နောက်ဆုံးမှာတော့ဥဖိုးတိုက်ကရက်ွက်ကအင်အားကိုမခံနိုင်မဲနဲ့အိမ်ကိုဆုတ်ပြစ်ကထွက်သွားကြပါတယ်။ဒီလိုမခံချိမခံသားနဲ့ထွက်ခွာသွားရင်းနဲ့အေး မင်းတို့ရောက်ကွာငါမကြည့်ဘူးကွာသိလားတနေ့နေတော့မင်းတို့တရောက်ကွာလုံးထိတ်ထိတ်လက်လက်နဲ့ပျက်စီးအောင်ငါလှုပ်ပြမယ်ကွာဟာဟာဒီလိုအော်ဟိတ်ချိန်မှထွက်သွားကတလားအခန့်အကြာမှာတော့ရက်ွက်အတွင်တင်မင်းခေါ်တောင်စတင်ကြားလိုက်ရပါတယ်အစမှာတော့တတိမထားမိကြပြီမဲ့နောက်ပိုင်းမှာတော့တင်မင်းခေါ်တန်ကြားရနဲ့လူတယောက်ပုံမှန်တင်နေတာကိုကြုံတွေ့လိုက်ရပြီးတော့တရွက်ကလုံးတရွက်ကလုံးထိတ်လန့်လာကြပါတယ်ဥဖိုးတိုက်ကိုမောင်းထုတ်ပြီးတော့ဒီကိစ္စဖြစ်လာတာကြောင့်ဥဖိုးတိုက်လက်ချက်ဆိုတာအလုံးအသတ်မှတ်ထားကြပါတယ် ဒါကြောင့်ဥပိုတိုက်ကိုလိုက်လံရှာဖွေပြီးဖမ်းဆီးဖို့ကြိုးစားတဲ့အခါမှာအဲအရက်ကိုလှည့်လည်သွားတာလုံးလည်းမသိအခက်ကြုံနေရပါတယ်။တနေ့ထက်တနေ့ရက်ွက်ထဲမှာလူရီရဲ့ကျမ်းမာရေးကချိုးတက်လာကြတယ်။တနေ့လူတယောက်ကျမ်းမာရေးမကောင်းတာနဲ့မကြခင်မှာတေမင်းခေါ်တန်းကိုကြားကြရပြီးတော့တေဆုံးရတာရက်ွက်ထဲမှာနေစင်နေတိုင်းတယောက်မဟုတ်တယောက်တေဆုံးနေကြရတာကြောင့်လူရီကကြီးလန့်စားစားဖြစ်နေကြပြီးတော့တချို့ကလည်းရက်ွက်ထဲကပြောင်းပြေးဖို့ကြိုးစားနေကြတယ်။ရက်ွက်ထဲမှာအကြောင်းမဲ့ဖြစ်ပေါ်နေတဲ့လူသိမှုတွေနဲ့ တင်မင်းခေါ်တန်းဆိုတဲ့တဲ့င်းကိုပဝင်းကျုံမပြောင်းလောင်းသုံးဝက်ထားကြပြီးတော့အင်ချန်ဒီကိုရရစင်းနဲ့ရောင်းချကထွက်ပြေးကြတဲ့သူကထွက်ပြေးကြပါတယ်။ဟေးဒါဆိုညီမတို့လည်းအလင်ကန်ထိပ်ပြီးတော့အင်ချန်ဝယ်လိုက်တာပေါ့နော်။တက်တက်တတလေးရလို့ဝယ်လိုက်မိရမှားပြီနဲ့တူပါတယ်။ချိုးပြုံးတက်တော့မချစ်ဆိုကစင်မတက်တာတို့တပြင်းချလိုက်ရင်နဲ့အဲ့ဒါကြောင့်လဲညီမတို့အမသတိထားဖို့ပြောတာပေါ့။တညာညာတော့ညီမတို့အင်ခေါမှုပေါ့ကဘယ်ကလာမယ်မသိရင်ခက်မိတ်တကောင်လာနာလိမ့်မယ်။ပြီးရင်တော့ငှက်ဆိုးထိုးတဲ့ရင်ပေးလာလိမ့်မယ်။ အဲ့ဒီအတောင်တင်မင်းခေါ်တန်လို့ခေါ်ကြတယ်ညမတင်မင်းခေါ်တန်ကြားပြရနဲ့အဲ့ဒီအញ្ញာလူတယောက်မဟုတ်တယောက်ကချက်ချင်းတရားပဲတချို့ကလည်းကန်နေပြီးမြင်ရတဲ့သူတွေပြောတာအရှုပ်အခေါင်းကြီးချမ်းမိလာတဲ့သူတဆိုတွေ့ရတယ်တဲ့အဲ့ဒီသူတွေတမရက်ွက်ထဲကစုံပါသွားပြီးသားသူတွေလည်းပါတယ်တဲ့လူကြီးတွေပြောတာတော့တရဲသူကိုအဖို့ဖြစ်လာကြတဲ့တရဲတစေတွေရဲ့လေအဲ့ဒီလောက်ကြောက်စရာကောင်းတာရှိဦးမလားညမရဲ့ဖြစ်နိုင်ရင်တော့ဒီကျိန်စာဆိုးတဲ့မိနေရက်ွက်ကအမြန်ဆုံးထွက်သွားတာအကောင်းဆုံးပါပဲ မချက်စုရဲ့စကားတွေကချိုပြိုးရဲ့နားရီကနေမထွက်တော့ပါဘူး။ဇေယျကနေအိမ်ကိုပြန်ရောက်တာနဲ့ယောက်ျားဖြစ်သူကိုတက်ကိုကိုတက်ရေကိုတက်ကျမတို့ကိုချိုးနေပြီနဲ့တူပါရဲ့။မျက်စိပြက်မျက်နှာပြက်နဲ့ပြောလာတဲ့ဇနီးဖြစ်သူချိုချိုပြုံးရဲ့စကားကြောင့်ကိုတက်အလန့်တကြားဖြစ်သွားရပါတယ်။ဘာပြက်လာတာရောမိမရအလန့်တကြားနဲ့ချိုပြုံးကမချက်စုပြောပြတဲ့အကြောင်းအရာတွေကိုပြန်လဲပြောပြလိုက်ပါတယ်။ဒါမျိုးတွေကိုမင်းရရှုံလားမိမရ။မင်းလည်းခေတ်ပြင်ကြတဲ့လူတယောက်ပဲ။လူတယောက်ရဲ့အသက်ကိုတဆေလိုလိုနာနာပါဝါလိုလို မတေချာရဲ့လောကသားတွေကတရေရှိန်ဆုံးဖြတ်ပေးနိုင်နေဆိုတာဖြစ်နိုင်လားစဉ်းစားဖို့နောက်ပြီးပြလောကသားတွေဆိုတာလူထက်အဆက်နေပါတယ်လူတွေဒုက္ခပေးချင်မှရှိပါဘူးကွာကိုသက်ရဲ့အကျိုးကြောင့်စကားတွေကြောင့်ချွတ်ချွတ်ပြောင်းပြန်လဲစဉ်းစားသုံးသပ်မိပါတယ်မင်းကိုသက်ပြောတယ်လို့ပဲကိုသက်ကလည်းကုမ္ပဏီတစ်ခုရဲ့အရာရှိဝန်ထမ်းဖြစ်တယ်လို့ချွတ်ချွတ်ပြောင်းကလည်းတက္ကသိုလ်ကနေပြဆရာမတယောက်ဖြစ်ကလင်မယားနှစ်ယောက်လုံးကခေပညာတက်တေးပြီးပြီးပြလောကဆုံးကဝေတွေကိုသိပြီးအယုံကြည်မရှိကြဘူးဖရာတရားဟောတဲ့အတိုင်း ကံကံရဲ့အကျိုးသာယုံကြည်ကြပါတယ်။ဆဆောကမချစ်စုရဲ့စကားတွေကထိတ်လန့်စရာကောင်းလွန်နေဆိုပြီးတော့တမီးစောနဲ့စိတ်ပူပန်မိတာဖြစ်ပါတယ်။အခုကိုတက်ကကြကြလက်ကြပြန်ပြောလိုက်တော့စိုးရင်ပူပန်စိတ်တွေနဲ့မချောစုရဲ့စကားတွေကယုံကြည်စိတ်တွေပြန်လည်ပြောက်ကွယ်သွားကစိတ်သက်သာရရှာသွားခဲ့ပါတယ်။ဒါပေမဲ့သူတို့လင်မယားရဲ့စိတ်သက်သာမှုက၃ရက်လောက်သာခံပါတယ်။အဲ့အချိန်မှာတော့ည၁၂နာရီတကောင်ရန်တိတိမှာတော့ကျေလောင်ပြီးတော့ရန်ထိတ်ပွဲကကောင်းတဲ့ငှက်ဆိုးထုတ်တဲ့ ွဲဥတန်းနေကြောင့်ကိုသက်တို့လည်းများနိုးသွားကြပါတယ်။ဘက်ထရီမီးကိုချက်ချင်းဖွင့်ကအနီးကသမီးငယ်ကိုစိုးရိမ်တကြီးနဲ့ကြီးလိုက်တဲ့အခါမှာတော့အဲ့ရထက်မှအမဲမိန်ပြီးလဲလျောင်းနေတဲ့သမီးလေးရဲ့မျက်လုံးကဖြက်ခနဲပွင့်လာကငါခနဲထထိုင်လာပါတယ်။သမီးလေးကညိုကွင်းပြီးချိုင်းဝင်နေတဲ့မျက်ဝန်းခမရမှာတော့ကြီးကြီးကြောင်ကြီးကြီးကအင်ပြင်ဘက်ကိုလက်ညှိုးထိုးနေပါတယ်။သမီးကိုလာခနဲပြီးသွားတော့မယ်။သမီးလေးရဲ့ပြိုးကြောင်ကြောင်အမူအရာကြောင့်ကိုတန်းရဲ့ချိုးပြောင်းရဲ့မျက်လုံးတွေကခြံဝါကိုရောက်ရှိသွားပါတယ် မဲမောက်နေတဲ့ခြံဝါမှာကိုတက်ပဲအရာကုန်မှမတွေ့ရအောင်ဆိုပေမဲ့လေချိုချိုပြုံးမှာတော့အောင်မလေးကိုတက်ရေလောက်ပါဦးကြောက်စရာကြီးဒီလိုပြောရင်ကိုတက်အနာခုန်ထပြီးတော့တိုးကက်လာပါတယ်တမီလေးရောဇနီးရပါချန်ပီယံလက်ညှိုးထိုးရင်းနဲ့မျက်လုံးပြူမျက်စံပြူကိုတွေ့ရတော့ကိုတက်လည်းဝေခွင့်မရဖြစ်သွားပါတယ်တမီလေးကိုထိုးပွင့်ရင်းနဲ့ဖြစ်တာလည်းမိမဘာမြင်လို့လဲလူတွေလူတွေမဟုတ်တတရတွေကြောက်စရာကြီးအခောင်းထိုင်ပြီးတော့ကောက်ခုန်နေကြတယ်ပါစကလည်းတူတူဝဝနဲ့အိမ်ထဲထမ်းကြည့်ပြီးအော်နေကြတယ် ကိုသက်တမီးလေးကိုလက်ရက်ခေါ်နေရထထင်းငေါငေါပြောနေတဲ့ချုပ်ပြုံးရဲ့စကားအဆုံးမှာတော့ကိုသက်ရဲ့လက်ထက်ကတမီးလေးကတစ်ချက်တစ်ချက်ကော့လန်သွားပါတယ်အဲ့ဒီနောက်မှာမျက်လုံးပြူထွက်ပြီးတော့စက်ကြိုးကျသွားပါတယ်တမီးလေးကိုသက်ရဲ့ယူကျုံမရအော်ဖစ်တန်ကြီးအဆုံးမှာတော့အိမ်ခေါင်မှုဘွားငှက်ဆုပ်ထိုးတန်ကြီးကိုကြလိုက်ရကတောင်မန်ခက်ခါပြန်ထွက်သွားတဲ့အရေးကြီးကိုအင်ရှိကွက်လက်မှာတွေ့လိုက်ရပါတယ်ခွေဦးတန်နေလဲပြန်လဲတိတ်ဆိတ်သွားပါတယ်ချုပ်ပြုံးမှာတော့ယောက်ျားဖြစ်တဲ့သူရဲ့စကားတမီးလေးဆုံးပြီဆိုတဲ့စကားကိုတော့မကြားနိုင်မိတဲ့ အင်းရှင်ကနေအင်ပေါ်ပြေးစင်းကခြံပေါင်းဝက်ကတစရေထန်းထားတဲ့အခန်းပေါ်ကိုပြေးတက်ခါလိုက်သွားပြီးတော့တမီးလေးဝိညာဉ်ုံမြင်ကထိတ်လန့်စိမ့်နဲ့ရင်ဆိုင်မူလဲသွားပါတော့တယ်။ငါနဲ့တွေ့ကြသေးရပါကွာ။ရဲနိုင်ပါဇက်ကတပြေးတောက်တောက်ကျင်းဝိုင်းရင်နဲ့ရွှွန်စေးရီနဲ့တိမ့်မြချို့ရောဆက်ကရောဖြစ်နေပါတယ်။ရွှွန်စေးရီကရက်ကွက်အနောက်ဖက်ချောင်းတရားနဲ့တွားရောက်တူးယူခဲ့တာဖြစ်ပြီးတော့တိမ့်မြတွေကတော့ဖုန်ချီချောင်းတရားတိမ့်မြတွေဖြစ်ပါတယ်။ ရွှွန်စိမ့်နဲ့ဖုန်ကြီးချောင်းတိမ်မျိုးရောနေကလောက်စလုံးလှုပ်ဖို့အတွက်ရဲနိုင်စူးစမ်းနေရဖြစ်ပါတယ်။ဘာကြောင့်ဒီလိုရဲနိုင်ပြုတ်လုံနေရလဲ။ရဲနိုင်ဟာစစ်ပြန်တယောက်ဖြစ်ပြီးတော့စစ်တပ်ထဲမှာဆယ်နေကျော်တာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှာစစ်တပ်တစ်လျှောက်လုံးမတွေ့မမြင်ဝေးကွာနေတဲ့မိခင်ကြီးကိုပြုစုဆောင်ရှောက်ဖို့နေရက်ကိုပြန်လာခဲ့ရဖြစ်ပါတယ်။လလောဆယ်တော့မိခင်ကြီးရဲ့ကျမကြီးအားလည်းမကောင်းဖြစ်နေတော့ရဲနိုင်မှာအနီးကပ်ပြုစုဆောင်ရှောက်ခွင့်ရလိုက်တာကိုအဖိုးတန်စုကြီးတစုလို့ရလိုက်တယ်လို့ပါပဲ။အဝေးကနေငွေကြေးပို့ပြီးတော့ဒါထောက်ပံ့ခွင့်ရခဲ့ပြီးတော့ အခုတော့မိခင်ကြီးရဲ့ချီးတရားအစအသိမွှားအလုံးဂယုတဆိုင်ဆောင်းရှောက်နေရတော့ရဲနိုင်ကျင်းနေပါတယ်။ဒါပေမဲ့ရဲနိုင်ကိုရက်ကွက်တင်ပြန်ရောက်လာပြီးတော့ကြားရတဲ့တည်နေကြောင့်စိတ်မချမ်းသာဖြစ်နေခဲ့ပါတယ်။တင်မင်းခေါ်တန်လို့လူအများရဲ့အိမ်မဆိုးထိတ်လန့်နေတဲ့ဖြစ်ရဆိုးတွေကိုကြားလိုက်ရတာကြောင့်ဖြစ်ပါတယ်။ပဝင်းချင်းဟာအတိရဲ့ပျော်ပြမှုတွေကြောင့်အချောင်းဆုံတည်နေခဲ့တဲ့အပြင်သူရောက်လာပြီးတော့မှရက်ကွက်အတွင်းလူနှစ်ယောက်ဆုံးပါသွားပြီးဖြစ်တာကြောင့်အချိန်လေးကိုတည်ချာမိလာပါတယ်။အခုသူရဲ့မိခင်မလေးထူးထူးထောင်းထောင်းအချိန်ကြီးကနေ ရုတ်တရက်နေမကောင်းဖြစ်လာတာကြောင့်ဟုတ်တော်ရှိမဟုတ်တော်ရှိတိမ်မင်းခေါ်တိုင်းရဲ့ချောက်လန့်မှုကြိုတင်ကာကွယ်နိုင်ဖို့ပြင်ဆင်နေရဖြစ်ပါတယ်။ရဲနိုင်ဟာအစာကလေးရစိတ်ချမ်းကိုချမ်းနဲ့မဟုံးမခံစိတ်ရှိရသူဖြစ်တဲ့အပြင်စစ်ပြန်တယောက်တည်းဖြစ်တော့ရဲဆွဲတတိယအပြည့်ရှိပါတယ်။ရှေ့တန်းစစ်မြေပြင်မှာရန်သူတွေနဲ့သူတေကိုတေတိုက်ခိုက်တဲ့သူကအခုလိုအကောင့်ထဲမပြနိုင်တဲ့ကောက်ချက်တဲ့အောင်လဲအစီရင်တစ်ခုအရှုံးပေးရမှလုံးဝလက်မခံချင်ပါဘူး။ဒါကြောင့်တက်အတွင်းရွှေရင်ကျော်ပြညာနားလေတဲ့ တက်ချက်ကြီးတူထံအနေလေးလာပူရဲ့ပညာချိုးနဲ့ကာကွယ်ဖို့အတွက်ရွေးနိုင်စူးစမ်းအားထုတ်နေပါတယ်။ဖျားသိမ့်မီကနာနာဘာဝအောင်းလဲအစီရင်တွေကိုနိုင်တယ်လို့ကြားပူတာကြောင့်အခုလိုရှင်စင်းနဲ့ပေါင်းဆက်ပြီးတော့လောက်စလုံးဖြစ်တဲ့ပြုလုပ်နေရဖြစ်ပါတယ်။ရွေးနိုင်ရဲ့ကြိုတင်ပြင်ဆင်မှုတွေကမမားကြောင်းမကြာခင်မှာတော့သိလာခဲ့ပါတယ်။အဲ့ရတန်းမှာလဲလျောက်နေတဲ့မိခင်ဖြစ်သူရဲ့ဒေါ်ကျွဲရဲ့အနာမှာမိဆိုင်နေရကနေအမြဲတတိမပြတ်ဖြစ်နေသူအတန်တစ်ခုကြာနဲ့မျက်လုံးကဖြက်ခနဲပွင့်ပြနှုတ်ထလာခဲ့ပါတယ်။ စစ်သားတယောက်ပြီးနားပါပါတယ်။ဒီတန်ကနှက်တကောင်ရဲ့တောင်မန်ခက်တံမှရဲနိုင်သေးလိုက်ပါတယ်။အင်ခေါမိုးတက်တက်မှာတော့တောင်မန်ခက်တံရွှတ်သွားပြီးတော့အင်ကလေးကတိတ်ငင်နေဖြစ်သွားတာကြောင့်အဲဒီနှက်ကအင်ခေါမိုးပေါ်မှာနားနေတာဖြစ်တဲ့အကြောင်းခံမှန်းမိပါတယ်။အနားမှာတော့အသင့်ချရဲလေးကွားနဲ့လောက်စလုံးအိတ်ကိုဆွဲယူကာအိမ်ပေါ်မှာအတားအယာဆင်းလိုက်ပါတယ်။လေးကွားနဲ့လောက်စလုံးအသင့်ပြင်ထားပြီးတော့အင်ရွှေတဆိုင်မိအောင်မှာအတာကောင်းထွက်ကအင်ခေါမိုးပေါ်ကိုရဲနိုင်ကြည့်လိုက်ပါတယ်။တွေ့လိုက်ရပါပြီ အိမ်ခေါင်မုံဘုံမှာလူတယောက်စာလောက်ကြီးမာတဲ့ငှက်ကြီးတကောင်အရောင်မမက်နဲ့နဲ့ရှိကခေါင်းမအမောက်ကြီးနဲ့ချွန်ထက်နေတဲ့နှုတ်ကြီးကိုခါရင်ကဘယ်ငှက်အမျိုးစားလဲဆိုတော့ရွမ်းနိုင်မသိပါဘူးငှက်ကြီးရဲ့မျက်လုံးကညားမှောင်မှာပဲနေရဲစူးလက်နေပါတယ်ဝေးဥတန်နေတဲ့အပြိုင်ထအွန်လိုက်တဲ့ငှက်ဆိုးထိုးတယ်မမဆုံးခင်မှာတော့ရွှဲနိုင်ရဲ့လက်ထဲကလောက်ကလေးကွားနဲ့ပြစ်လိုက်ရမှာငှက်ကြီးထံကလူအော်တန်လို့အော်တန်နဲ့ကြီးထွက်လာကအင်ခေါမိုးပေါ်ကထပြန်ပြီးတော့အဝေးကိုထပြန်ထွက်သွားပါရောအဲ့ဒီခါမှာတော့ အောင်မလေးငါ့ကိုအလောင်းစင်ကြီးထမ်းပြုတ်သူတို့လာခေါ်နေကြပြီ မလိုက်ဘူးသွားသွားအဲ့ဟာချက်မှာလဲလောင်းနေတဲ့မိခင်ကြီးထမ်းကနေထောက်အော်လိုက်ရမှာတော့ရဲနိုင်မျက်လုံးပြူသွားပါတယ်အမေအမေဘာဖြစ်တာလဲသူတွေဘယ်မှာလဲတောက်ဘူးပြောအေးအေးရှိချောင်းဝမှာပိုးအီတို့မယ်မြင့်တို့ခင်မမတို့လည်းပါတယ်ရက်ခွက်တရားဟာအများကြီးပဲအမေကိုလည်းလာခေါ်နေကြရဲလှုပ်ပါအောင်သူတို့မျက်နှာကြီးကကြောက်ရရဲ့အင်းရှိကိုလည်းညုံငေါငေါထုတ်ပြီးတော့မိခင်ကြီးကအော်ဟင်နေပါတယ် မိခင်ကြီးပြောတဲ့အနမရီကတော့ရက်ွက်အတွင်းမှာတည်ဆုံပြီးသားသူတွေဖြစ်နေတော့အချိန်နေမကောင်းဝင်ရဲနိုင်သဘောပေါက်သွားကလက်အတွင်းကလောက်စလုံးတွေကိုခြံရှိကိုတရဆက်ထွက်ပြေးသွားပါတယ်။အမေရှိသေးလားရဲနိုင်ရဲ့အမေကိုမိခင်ကြီးကအသက်ကုန်မနေလူရှူရဟန်နဲ့ခေါင်းကိုခိုင်းရန်ပြလိုက်ပါတယ်။အမေခဏနော်တားလိုက်သွားအောင်မေမိခင်ဖြစ်သူရဲ့လက်ပေးမှာရွှေရင်ကျော်အဆောင်ကိုဆွဲထားပြလိုက်တာကြောင့်ရဲနိုင်စိတ်ချလက်ချထားခဲ့ကငံမဲကြီးဥတီပြန်တက်ရရက်ွက်အနောက်ဖက်စီကိုပြေးလိုက်လာခဲ့ပါတယ်။ ဒီဇလန်လေးရဲ့နောက်ထပ်ကြန့်ရှိနေတဲ့အပိုင်းနှစ်ကိုတော့နောက်ထပ်ဗီဒီယိုမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအခုလိုအဆုံးထိကြည့်ခဲ့ပြီးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။နောက်ရက်တွေမှာလည်းဘလိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးအောင်လဲဆိုတော့ဆောင်းမြန်းနာဆင်ဖို့ပြောချင်ပါတယ်ရှင်။ရဲနိုင်ရဲ့လေးခွားပြစ်ဒဏ်ပြေးလွှမ်းတဲ့နေကြောင်းရက်ွက်တွင်ကလူတချို့လည်းနိုးလာခဲ့ပါတယ်။ရဲနိုင်မလားဘာပြစ်တာလဲကွာ။ကျွန်တော်အိမ်မှာလာအောင်ရငှက်ဆိုးနာကိုလိုက်မလို့ဗျ။ကျွန်တော်လေးဝါးနဲ့ပြစ်တာလူအော်တန်ကြီးထွက်လိုက်လာတယ်။မရိုးဗျ။နောက်မတင်ကြဘူးဗျ။ဒါဆိုကလည်းလိုက်ခဲ့မယ်။ ဒီလိုနဲ့ရဲနိုင်ရဲနောက်ကနေလူတချို့ဒေါက်တာတွေဆွဲကလိုက်သွားခဲ့ကြပါတယ်။တချို့ကရက်ကွက်လူကြီးထိအကြောင်းသွားကြကြပါတယ်။ငကြီးတကောင်ကရက်ကွက်နောက်ထိပ်ကိုပြန်တန်းသွားပြီးရဲ့နောက်အနောင်မြောက်ဘက်ကိုဦးတည်သွားပြန်ပါတယ်။ငကြီးရဲ့နောက်တတော်ဝရနေပြီးတော့ရဲနိုင်တဲ့လူတချို့တိတ်တဆိတ်လိုက်လာခဲ့ပါတယ်။ငကြီးကတရအနာတရရှိဟန်နေတူပါတယ်။အတောင်မှာတစ်ဖက်အနေငယ်တွဲကြနေပြီးတော့အမြင့်ကိုမပြန်တန်းနိုင်တော့သတိထားမိကြပါတယ်။ငကြီးရဲ့ဦးတည်ရကတော့ရွာအမြောက်ဘက်တင်းချိုင်ဘက်ကိုဖြစ်နေပါတယ်။ တင်ချိုင်အနီးကိုရောက်ရင်တော့အတွင်းကိုဆက်ကပြန်တန်းဝင်ရောက်သွားပါတယ်။ရဲနိုင်တို့ကလည်းလူအုပ်တောင်းတာကြောင့်တယောက်နဲ့တယောက်အတမထွက်ဖို့တတိပီးကတင်ချိုင်တွင်းကိုလိုက်ဝင်လာခဲ့ပါတယ်။ငှက်ကြီးကတင်ချိုင်အတွင်းဇေယျရွှေမျက်နှာပြင်ပေါ်မှာအစင်းကနားချလိုက်ပါတယ်။ဒီလောက်ကြီးမားတဲ့ငှက်ကြီးကိုခြေရခင်လိုက်လာတဲ့လူအုပ်ကြီးကိုမမြင်ဘူးတော့အမောင်ထဲမှာအန်အော်ထူဆက်နေတဲ့စိတ်နဲ့ကြည့်နေမိပါတယ်။ရဲနိုင်တို့ကခြုံထဲမှာကြည့်နေစင်ပါပဲ။ငှက်ကြီးရဲ့ခန္ဓာကိုယ်ပေါ်မှာခြုံလန်းထားတဲ့အဝတ်တစ်ခုဖယ်လွှားလိုက်သလိုမြင်လိုက်ရပြီးတော့ ။နောက်ပုံတံတန်းကနေလူပုံတံတန်းအဖြစ်ကိုမျက်စိရှုပ်တွေမှာ ပြောင်းလဲသွားတာကိုတွေ့လိုက်ရပါတယ်။ဖိတ်ခွာလိုက်တဲ့အဝိကိုခါမှဖြန့်ဝင်လိုက်တော့မှစပင်ဖားရနဲ့မိမတယောက်ဖြစ်နေမှအာအသင်းပေါ်တည်လိုက်ရပါတယ်။ထမင်းချုံနာနဲ့ပုံစံပြောင်းလို့ရတယ်ဆိုတဲ့အဆုံးမပင်ဖြစ်မယ်လို့အားလုံးကစိတ်ထဲမှာတွေးမိနေပါတယ်။ဒီဆုံးမအားဆိုရင်အရင်သူ့ဘရစာဦးမတ်ကြီးနေထိုင်ရာဆေးရက်ပြီးမှမီးလေးနေရဲ့အခန့်ထဲဝင်သွားပါတယ်။ရွှေနိုင်တော်ကလည်းအေဒီခံကိုပတ်လဲဝိုင်းကအတွင်ကိုချောင်းကြည့်လိုက်ရမှာတော့ အခန်းတွင်မိရဲ့အော်ထဲမှာလူကြီးတယောက်နဲ့သပင်ဖားရမိမတယောက်ကိုတွေ့လိုက်ရပါတယ်။အပြူကြီးမင်းရွှေပါလား။ခန်းထဲမှာရှိရဲ့စီမီအမွှေးနဲ့သားတွေ၊ကြောင်မက်ဖွဲရုပ်ထုတွေလူခန္ဓာကိုအစိပ်ပိုင်းတွေကိုအစီရင်တင်ထားတဲ့အဆင့်တစ်ခုရှိမှာတော့ဥပိုတိုက်ကမျက်လုံးစုံမိတ်ခတင်ပလီခွေထိုင်နေပါတယ်။ဥပိုတိုက်ရဲ့ရှေ့မှာတော့မင်းရွှေကဘယ်ဘဲလက်ကိုအုတ်ကင်ကညင်းညူလျက်ထိုင်နေပါတယ်။ဘာဖြစ်လာလဲရင်ရွှေ။ဒီညဝင်းညင်နှောက်ရမယ့်လူရဲ့အသက်ကိုနှောက်ယူခိုင်းတာ။အလုပ်ဖြစ်ခဲ့ရလား။ မင်းရွှေကညနာငုံမဲ့ရင်နဲ့ခေါင်းကိုခါပြလိုက်ပြီးတော့ဒီတခါအစင်မပြေဘူးအကိုကြီးတော်ကျွဲဝိညုံနှုတ်ဖို့အလို့သူ့သားထွက်လာပြီးတော့လေးခွနဲ့ပြစ်လို့ကျမတရားရပြီးထွက်ပြေးခဲ့ရတယ်တော်ယုံလေးခွနဲ့ပြစ်လို့ကျမဘာမှမဖြစ်ပါဘူးအခုသူ့လောက်လေးခွဆွမ်းနေတဲ့အကိုကြီးကျမဘာမှမတက်နိုင်မဲနဲ့နှလုံးလို့ကိုလို့ရုံးပြေးခဲ့ရတယ်ဥဖို့တိုက်ကမင်းရွှေရဲ့လက်မကိုကန်ကြည့်ကဒီကောင်ကအထက်လဲပညာနဲ့နဲ့တက်ပုံရတယ်နင့်ကိုတိမ်မြင်နဲ့လှောက်ထားတဲ့လောက်လေးစားနဲ့ပြစ်လိုက်တာပဲနင်ကလည်းတော့တော့မကြောက် ငါအကြံစီအောင်တော့မဲဟောငါ့ကိုလူပေါင်းဝါခဲ့တဲ့ဒီရက်ွက်ထရာလူတွေရဲ့ဝိညာဉ်ကိုနှုတ်ပြီးတော့သူတို့ရဲ့ဝိညာဉ်တွေကိုထိန်းချုပ်ငါခိုင်းကျင်တဲ့အတိုင်းခိုင်းဆောင်လို့ရအောင်နင့်ကိုလှောက်ခိုင်းတာနင့်ကိုငါတနာလို့မတတ်တာနော်ငါအကြောင်းရက်ွက်ထဲကိုတည်င်းနေပို့တဲ့သူ့ဘာရဆိုင်မှတ်ကြီးနဲ့နင်တို့ရက်ွက်ထရာစုံမကြီးတင်းတိုင်းမှာပညာလာပြိုင်တယ်ငါပညာနဲ့တက်ဖြစ်တာကိုနင်တွေ့တယ်မလားနင်လည်းငါ့ကိုတစ္ဆာဖောက်လို့ရတော့အတုံးမကြိုင်မလွယ်ဘူးသာမှတ်အဲ့ဒီလိုတေးချင်လားပြောဥပ္ပိုလ်တိုက်ရဲ့ဂျင်းဝါပြောဆိုနေမှုတွေကြောင့်မရရွှေတုံလုံးနေပါတယ် မွေမွေရဲနဲ့ဥပုတ်တိုက်ကိုတော့ကြည်ကဟုတ်ဟုတ်ကဲ့မလောက်ပါနဲ့ချောက်ပါလေအခွေကျမအခွေကြီးမသိပါဘာမှမလုပ်ရပါဘူးအခွေကြီးကျေးဇူးကြောင့်လဲရက်ခွက်ထဲမှာကျမနဲ့တိုင်ဘက်ဆုံးမလေးမရှိတော့တလို့ကျမရဲ့ဆုံးပညာလည်းထက်မြက်လာတာပါအခုဆိုရင်ကျမရဲ့ဆုံးပညာကလူတွေရဲ့အသက်ကိုတော့တို့တို့နှုတ်ယူပြစ်နိုင်ပြီအဲ့ဒါကြောင့်ကျမအခွေကြီးရဲ့အလိုကြနေထိုင်နေတဲ့ရက်ခွက်ထဲကလူတွေရဲ့အသက်ကိုအခွေကြီးတို့နှုတ်ယူပေးနေရပါဒီတစ်ခါတော့အမှန်ရွတ်ကျမအခွင့်လွတ်ပါနော် နောက်ဆိုအကိုကြီးတို့တရုတ်ကလုံးကျမတက်ဖေးဆိုလဲတက်ပေးပါမယ်။ဟာဟာဒါမှငါရင်ရွှေကအကိုကြီးလူရဲတော်သားပဲ။မရင်ရွှေရဲ့နှစ်သိမ့်စကားတွေကိုဥပိုတိုက်ကသဘောကျဟန်နဲ့ရှင်မောကမရင်ရွှေကိုထွေးပေးလိုက်ပါရယ်။ရွှေနိုင်တဲ့ရက်ွက်သားတွေကဥပိုတိုက်နဲ့မရင်ရွှေတို့ရဲ့စကားတွေကိုကြားကဒေါသတွေကိုထိန်ချုပ်ရင်းနဲ့မနေနိုင်တော့ပဲနဲ့လူယုံမိုင်းနဲ့တက်ဆောက်ပေါ့မိမပြက်မ။သေပေတော့နှစ်ယောက်လုံးတက်ပြက်ကွာ။လူရီကပတ်ချလဲဝိုင်းကဥပိုတိုက်တို့ရှိရအောင်အခန်းကို ဒေါက်တာကဲတို့နဲ့ဝိုင်းဖြစ်ကမီရှိုးကြပါတယ်။ဥပိုတိုင်းနဲ့မင်းရင်ရှိုးတော့လည်းရုတ်တရက်အလင်းငိုင်းဖြစ်တော့ကြောင်သွားပါတယ်။ထွက်ပြေးဖို့ကြိုးစားပေမဲ့လည်းအသေးနောက်ကျသွားပါတယ်။မီတောင်မီရှန်နေရာဆေးရည်ကြီးတစ်ခုလုံးဆွဲလောင်နေပြီးတော့အပြင်မှာလည်းရောက်ခတ်သူရက်ခတ်သားတွေကဒေါက်တာတွေကိုကိုင်းပြီးအသင်းဆောင်နေကြပါတယ်။ဥပိုတိုင်းနဲ့မင်းရင်ရှိုးတို့အတွက်ရွှေတုံးမရနောက်ဆုံးမရတေလန်းသာဆောင်နေရတဲ့အခြေအနေပါ။အဲဒီလိုရှိနေစမှာတော့မီတောင်တရသူတို့ရဲ့ခတ်တာကိုဆွဲလောင်နေကြပါတယ်။အာကြောက်ပါပြီ။မင်းတို့မကြေဘူးကွာ။ နောက်ဘောထိလိုက်တက်ပြစ်မယ်အာအယောင်လုံးနောက်ဆုံးအနေနဲ့အိုဟစ်ကအရှင်ပြင်းနဲ့မိတောက်တွေကြားရပြောက်ွက်သွားပါတယ်အတန်ကြားတဲ့အခါမှာတော့ဆီယာကြီးနဲ့အတူဥဖိုးတိုင်းနဲ့မရေရှူတော့တော့မိတောက်ကြီးရဲ့ဝါမျိုးချင်းကိုခံခဲ့ရကပြာဖြစ်ကိုပြောင်းလဲသွားပါတယ်ဟေးဟေးဘာရီဖြစ်ကြတာလဲကွာရွက်ွက်လူကြီးနဲ့လူတချို့ရောက်လာပြီမဲ့လေနောက်ကျသွားပါပြီမျက်မြင်ကိုတွေ့တဲ့သူတွေကတော့အကြောင်းစုံပြောပြပါတယ်ဟေးလေဘာတတ်နိုင်မလဲတရက်ကလုံးဝလဲတစိမ့်တဲ့ဖြစ်နေမှာတော့တည်င်းဖြောက်ထားလိုက်တာပေါ့ကွာ ရက်ကွက်အတွက်လျံလဲအေးတော့တာပေါ့ကောင်းတာပါပဲမင်းမို့ဆိုငါလဲဘာလို့အမှန်မသိဖြစ်နေတာရက်ကွက်လူကြီးစကားကြားရင်စိတ်ချလက်ချနဲ့ပဲရဲနိုင်တဲ့လူတွေအားလုံးရက်ကွက်ထဲကိုပြန်လာခဲ့ကြပါတယ်နောက်နေ့မှာတော့တင်ကြရဲ့အတွင်းဇရက်မီးလောင်ပြီးတော့အငီမသိလူနှယောက်တေဆုံးသွားတဲ့အကြောင်းသတင်းတွေထွက်ပေါ်လာပြီးတော့တမယိုးကြမီးလောင်တဲ့အဖြစ်နဲ့သာတကူရဲသမားတွေဖြစ်ကြတဲ့ဥပိုတိုင်းနဲ့မရင်ရွှေတို့တေဆုံးမှုကပြီးဆုံးသွားပါတယ်အလောင်းတွေရောတင်ကြရဲ့အတွင်းမှာပဲမြေမြုပ်တချို့လိုက်ကြပါတယ် ဥပိုတိုက်တို့တည်ဆောင်ပြည်နောက်ပိုင်းရဲနိုင်တို့ရက်ခွက်အတွင်မှာအတောင်အတန်ငိမ့်သက်သွားကရဲနိုင်ရဲ့မိခင်တော်ကြွယ်ရလေးကျမကြီးပြန်လဲကောင်းမွန်လာပြီးတော့တင်မင်းကတွင်ဝါနေအလွန်မြောက်လာပါတယ်။ဒါအပြင်ညဆန္နာနိုင်ချိန်မှာတော့ကြောင်းရတတ်တဲ့တင်မင်းခေါ်တန်းဆိုတဲ့လူတိုင်းကြောက်လန့်နေရဲ့ငှက်ဆုပ်ထိုးတန်းကြီးနဲ့ခွေးဥတန်းနေရလေးပျောက်ကွယ်သွားပြီးတော့တမန်ရိုးကြလူသေးဆုံးမှလွယ်ပြီးတော့ရက်ခွက်အတွင်အသေးပြောက်နေပါသွားပါတယ်။ဒါပေမဲ့လူတချို့မြေတွေးကြုံတွေ့နေရတဲ့ဖြစ်ရက်တချို့ရှိနေသေးပါတယ်။ရက်ခွက်အတွင်တစုံတယောက်သေဆုံးရင်တော့ညချိန်မှာ အလောင်းစင်ကြီးထံကအော်ဟစ်ကားခွန်လျက်ရက်ကွက်အတွင်ဝင်လာတတ်တဲ့အရေးကြီးတွေကိုမြင်တွေ့ကြတယ်လို့ဆိုပါတယ်။အဲ့ဒီအရေးကြီးတွေမှာတော့ရက်ကွက်တွင်အားတည်ဆုံပြီးသားသူတွေကိုမြင်တွေ့ရပြီးတော့သူတို့ကိုဥဆောင်လာတဲ့သူတွေကအုပ်ဖို့တိုင်းနဲ့မရွှေရှူလို့ဖြစ်တယ်လို့ပြောကြပါတယ်။တကယ်လို့အတင်းတို့လည်းမတော်တဆရက်ကွက်တွင်မှာမောင်ရင်ပြောင်းရွှေ့ပြီးတော့တစ်ချိန်မဟုတ်တစ်ချိန်မှာဝိညာဉ်လေးလာခေါ်တဲ့တဆိတ်အုပ်ချုပ်ကြုံတွေ့လာရရင်ဒါမှမဟုတ်အုပ်ဖို့တိုင်းမသေးခင်ကမကျေနပ်မှုတွေကြောင့်နောက်တစ်ချိန်တေမင်းခေါ်တဲ့ပြန်လဲထောက်ပေါ်လာခဲ့ရင်တော့ ဗီဒီယိုလေးကိုအခုလိုအဆုံးထိကြည့်ခဲ့ပေးတဲ့အတွက်လေးကျေးဇူးတင်ပါတယ်။နောက်ရက်တွေမှာလည်းဘလိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးအောင်လဲဆိုတော့စောင့်မျှော်နေ